နွေဦးသစ္စာ channel ကနေနောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေပါတယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီထိုးသစ်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းကိုအေအေကဖြုတ်ခွဲပြီးတော့နိုင်ငံကာကင်းကုန်းတစ်ခုကိုထပ်ပြီးတင်ပြလိုက်ပါတယ်။နောက်ဝိုင်းမော်လမြန်တိုက်ပွဲမှာခမရ38ကတရမှုတယောက်ဒေဆုံးသွားပါတယ်ပြီးတော့ KNU တပ်မ9နံမြေကိုဒီစစ်ကောင်စီတပ်က ဒီအပါဝင်ဒီ BGF တွေ DKB အဖွဲ့တွေကအင်အားတူပြီးတော့ဖြစ်တင်းနေတယ်လို့သိရပါတယ်။နောက်စစ်ကော်မရှင်ရဲ့လှုပ်ရဟာလှုပ်ကြံဝါဒဖြန့်မှုသာဖြစ်တယ်လို့အေပြောခွင့်ရကသူကတုံ့ပြန်ပြောဆိုတာပါ။ပြီးတော့တဲကုန်းမြို့နယ်မှာကြေးရွာတွေကိုမိရှုနေတဲ့စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတက်ခိုက်တာမှာစစ်သားတွေတိုက်ဆုံသွားတယ်လို့ဆိုပါရယ်။ကြောင်မဲတိုက်ပွဲမှာစစ်ကော်မရှင်တပ်ရှေ့တိုးလာပါရယ်။ ဒီသတင်းတွေကိုတင်ဆက်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်မယ်ဆိုရင်တော့ AE ကဒီစစ်ကောင်စီရဲ့စကန်တစ်ခုကိုထပ်ပြီးတင်လိုက်ပါတယ်ဒီလေကြောင်းပစ်ကူယူပြီးတော့ထိုးသိမ်းဆင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုကိုအရက်ကတက်တော် AE ကဖြုတ်ခွင်းခဲ့ပြီးတဲ့နောက်မှာအဲ့ဒီစစ်ကြောင်းဟာနိုင်ရကန်ကာကင်းကုန်းတစ်ခုကိုဆုတ်ခွာထွက်ပြေးသွားရာဒီ AA ကအဲ့ဒီစကန်ကုန်းကာကင်းကိုပါလိုက်လံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သတင်းရင်းမြစ်တွေကပြောကြပါဗျာ ဒေတာအတွက်စည်ရည်တရင်ရင်းမြစ်တခုပြောတာကမနေ့ကပထမတက်လာတဲ့စစ်ကြောင်းနဲ့ဖြစ်တယ်အဲ့ဒီစစ်ကြောင်းပြူပြီးကာကင်းကုန်းမှာကိုထွက်ပြေးတော့အဲ့ဒီကာကင်းပါတယ်ရခိုင်ပြည်အမ်းမြို့နယ်နဲ့ဒီမကွေးတိုင်းငဖဲမြို့နယ်တို့အကြားအမ်ဗရန်ယူတောင်ပေါ်လမ်းမှာရှိတဲ့အကြံဖက်စစ်ပြူဟာစခန်းတစ်ခုဖြစ်တဲ့နိုင်ကန်တောင်လေချောင်းရံကာကွယ်ရေးစခန်းကိုအမိပြုပြီးတော့စစ်တပ်စစ်ကြောင်းတွေကမကြာခဏအေးအေးရှိရာဘက်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ဆိုပါတယ်ခင်ဗျာ ဒီစစ်ကောင်စီကလေကြောင်းကနေပြီးတော့ဝိုင်တွဲ jet fighter တွေနဲ့လာပစ်တယ်အဲ့ဒါလိုလုပ်နေတာ၄ရက်လောက်ရှိပြီးပြီးတော့စစ်ကြောင်းတွေထိုးတယ်မနေ့ကမနေ့ကလည်းကတိုက်ပွဲတွေဖြစ်ကြတာအတော်ပြင်းထန်တယ်ပြီးတော့လေကြောင်းကနေဘုံလာကျဲပြီးတော့ခြေလျင်စစ်ကြောင်းကနေနေတင်ထိုးနေတာပါဒီကနေ့တော့နှစ်ဖက်တိုက်ပွဲမနေ့ကလည်းပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်လို့ဒီတရှိသူတယောက်ကပြောပြပါဗျာ ဒီစစ်ကောင်စီဟာနိုင်ကန်တောင်ကိုအမိပြုပြီးတော့ရက်ကတက်တော်ထင်းကျုပ်ရနေရာတွေကိုနှီးမျိုးစုံတုံးပြီးတော့ထိုးသိမ်းဆင်ပေမဲ့လည်းဒီနိုင်ကန်ပတ်ဝန်းကျင်ကနေပြီးတော့ရှေ့ကိုမတိုးနိုင်တဲ့အပြင်လက်ရှိကာကင်းစခန်းတွေကနောက်ထပ်ကာကင်းတစ်ခုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒီအကြံပဲစစ်တပ်ဟာအေရဝတီတိုင်းရခိုင်ဆက်ပဲခူးတိုင်းရခိုင်ဆက်နဲ့မကွေးတိုင်းရခိုင်ဆက်နေရာတွေမှာသူတို့စစ်ရှုံးလို့ပေးထားတဲ့နေရာတွေကို ပြန်လည်ရရှိဖို့ကြိုးပမ်းအားထုတ်နေတာ ထိုးစစ်တွေကိုဇက်တိုက်ပြုလုပ်လျက်ရှိပါတယ်။အဲ့ဒီတည်းမှာမကွေးတိုင်းနိုင်ရကံကုန်းဘက်မှာထိုးစစ်တွေကိုပုံမပြုလုပ်လျက်ရှိပြီးတော့အရကတက်တော် AA ကစက်တင်ဘာ10ရက်နေ့ကသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီအဲ့ဒီတိုက်ခိုက်နေတဲ့တိုင်းရင်းတွေမှာအကြမ်းဖက်စစ်တပ်စက္ကခစက်ခွန်လျောက်ခံတိုင်းရင်းတွေ ဖြစ်ကြတဲ့ခမရ904 569 505ပြီးတော့900ခမရ 9နှစ်3ညခလရ2 9တက်ရင်တွေပါဝင်ပါတယ်အဲ့ဒီတည်ရင်တွေ ကိုဒီပုံစံမျိုးစုံနဲ့အတင်အဓမ္မစစ်သားစုဆောင်းပြီးတော့စစ်တနံပေးထားတဲ့ရဲဘော်တစ်တွေနဲ့စုစည်းဖွဲ့စည်းထားတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ကချင်ပြည်နယ်ကတိုက်ပွဲအခြေအနေကိုဆက်ပြီးတင်ပြပါမယ်။ဒီကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ဒေသတိုက်ပွဲမှာစစ်ကောင်စီတပ်ကတည်ရင်မှုအဆင့်အရာရှိတည်ဆုံခဲ့တယ်လို့ကချင်သတင်းအရေးမြစ်တွေကပြောကြပါဗျာ။ ဒီကချင်လွတ်လပ်ရေးတပ်မတော် KIA တင်တာတဲ့ကမ်ပိုက်တွေဒေသကိုပြန်ရဖို့စစ်ကောင်စီကဝိုင်းမော်လမြန်ဘက်ကထိုးသစ်ဆင်နေတာဖြစ်ပေမဲ့ရှေ့မတိုးနိုင်ပဲနဲ့ဒီလမြန်ဒေသမှာတိုက်ပွဲတွေကာလရှည်ဖြစ်ပွားနေတာဖြစ်ပါတယ်ဒီနေ့ဝိုင်းမော်လမြန်ရွာတိုက်ပွဲမှာတနိုင်းမြို့နယ်ခြေစိုက်ခမရ318ကတရင်မှုပြင်းပြင်းထန်ထန်ဒဏ်ရာရရှိပြီးတော့မိဂျီနာကိုကားနဲ့တဲသွားတာလမ်းမှာဆုံးသွားပြီလို့ကချင်စစ်ရေးတရင်ရင်းမြစ်ကစက်တင်ဘာလ26ရက်နေ့ညပိုင်းမှာ ြောပြပါရခင်ဗျာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခလက်ရောက်ခံတနိုင်းမြို့မှာခြေဆိုင်တဲ့အမှတ်38ချင်းမြန်တက်ရင်ဟာဝိုင်းမော်မြို့နယ်ကိုရောက်နေတာပါစက်တင်ဘာ26ရက်နေ့ညမှာလမြန်ရွာကရှီတန်းစကန်းကိုတက်ရင်မှုစစ်ဆေးနေတဲ့အချိန်မှာပြစ်ခတ်ခံရတာဖြစ်တယ်လို့ဝိုင်းမော်ဒေသခံတရင်ရင်းမြစ်ကပြောပြပါရတက်ရင်မှုကြဆုံသွားတာကြောင့်စစ်တပ်ဟာမကြေမနက်ဖြစ်ပြီးတော့စက်တင်ဘာ26ရက်ညပိုင်းထိလက်နက်ကြီးတွေနဲ့ရန်တမ်းပြစ်ခတ်နေတယ်လို့ တရင်ရင်းမြစ်တွေကပြောကြပါတယ်ဒီတည်ဆုံးတော်တဲ့တရင်မှုအမိကိုလည်းဆက်လက်ဆုံသန်းနေတဲ့ဖြစ်ပါတယ်စစ်တပ်ကမြကြီးနားမြို့ကနေတစင်ဩဂုတ်လ29ရက်ကစတင်ပြီးတော့ထိုးသစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်နေကြတာပါဒီစက်တင်ဘာလစံပိုင်းကတိုက်ပွဲမှာလဲစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးတာတွေများပြားခဲ့ပါတယ်။လမ်းမြန်ရွာအနီးမှာရှိတဲ့နန့်ဝါရွာကိုအောက်ကုလ30ရက်နေ့ညနေကဂျက်ဖိုက်တာနဲ့ဘုံကျဲလို့ ဆေးရှောင်မိသားစုဝင်၅ဦးဒဏ်ရာရရှိခဲ့ပြီးတော့အသက်9နှစ်အရွယ်ကလေးငယ်တဦးတေဆုံးခဲ့ရပါတယ်။စစ်ကောင်စီကကချင်ဒေသထိုးစစ်တွေမှာပြည်သူ့စစ်အင်အားတွေအုံပြုပြီးတော့ဝိုင်းမော်လမြန်ဒေသဆော့လော်လန်ဆယ်ဒေသဖက်ကံမြို့နယ်တို့ကိုထိုးစစ်ဆင်နေလို့ကြေဘူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်နေတာဖြစ်ပါတယ်။ဒီစက်တင်ဘာ19ရက်ကလန်ဆယ်ဒေသကိုစတင်ထိုးစစ်ဆင်ခဲ့တဲ့စစ်ကောင်စီပြည်သူ့စစ်ဘူပေါင်းတပ်နဲ့ ဒီ KIA တို့ဟာ9ရက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စက်တမလာ23ရက်နေ့နောက်ပိုင်းတိုက်ပွဲတွေပြန်ငြိမ်သက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာသူတို့တက်လန်ကြပြီးတော့ဆုတ်သွားတဲ့အဲ့ဒီကရက်ကငြိမ်းနေတာ23ရက်နေ့ကရက်ကလို့ဒီကချင်စီတရင်ရင်မြစ်ကပြောပြပါတယ်လန်ဆယ်တိုက်ပွဲမှာတော့စစ်ကောင်စီတပ်ဖက်ကအထိနာပြီးတော့တေဆုံးသူဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပါတယ် ဒါအပြင်စစ်ကောင်စီတပ်ဟာဗမော်မြို့ကိုလည်းပြီးခဲ့တဲ့3ရက်ကလေးကပြန်လည်ထိုးစစ်ဆင်ရရှိတာမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်ခင်ဗျာဒီနေ့လည်းအကြီးအကျယ်ထိုးစစ်ဆင်နဲ့ဒီနေ့လေကြောင်းတိုက်ခိုက်တာ6တိမ်ရှိတယ်အခုထိလက်နက်ကြီးတွေမယမနထုနေတယ်ဗမော်ဘက်မှာလို့သူကပြောပြပါတယ်ခင်ဗျာဒီကချင်ပြည်နယ်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းနဲ့လက်နက်ကြီးအန်တရဲအထူးဂရုစိုက်ကြဖို့ ဘုံမူကြီးနော်ဘူကမကြာခဏမီဒီယာတွေကနေတဆင့်တတိပေးတာတွေရှိခဲ့ပါတယ်ခင်ဗျာအော်ကရင် KNU တက်မှငါဖပွန်ဒေတာကအစီအချင်းတွေတခုကိုဆက်တင်ပြပါမယ် KNU တက်မှငါဖပွန် KNU ကိုထိုးသစ်ဆင်မဲ့စစ်ကောင်စီတပ်ကဒီ BGF DGB ပူပေါင်းတပ်ဖွဲ့တွေဟာအများအများပြဇက်တိုက်ဖြစ်တင်းလှုပ်ဆောင်နေတယ်လို့ KNLA သတင်းရင်းမြစ်တွေထံကနေပြီးတော့သိရှိရပါတယ်ခင်ဗျာ စစ်ကြောင်းတိုးဖို့အင်အားဖြည့်တင်းပြင်းစင်နေတဲ့တပ်ဖွဲ့တွေကတော့အကြမ်းဖက်စစ်ကောင်စီတပ်ဘူမောင်ချစ်ဦးဆောင်တဲ့ဒီ BG ရဲ့အမှတ်1313တပ်ဖွဲ့တွေပြီးတော့ဘူလတ်ကျဲဦးဆောင်တဲ့ BG ရဲ့အမှတ်1313တပ်ရင်းတပ်ဖွဲ့တွေနဲ့ဘူဘီဦးဆောင်တဲ့ DGB တပ်ဖွဲ့တွေပူပေါင်းအင်အားဖြည့်တင်းပြီးတော့ထိုးစစ်ဆင်မှုပြင်းစင်နေတာဖြစ်ပါတယ်အဲ့ဒီတပ်ဖွဲ့တွေဟာဝါတူးရွာကိုရောက်ရှိနေပြီလို့လဲစူပါတရင်ဤမြစ်တွေကဆိုကြပါဗျာ စစ်ကောင်စီပူးပေါင်းတပ်ဖက်ကနေတိုင်းပဲတစ်ဖွဲ့တစ်ဖွဲ့တူးတူလာတယ်လက်ရှိမှာတော့ဝါဒုမထိုင်ချနေတယ်လက်နက်ကြီးလည်းအဲ့မှာပြောင်းသုံးခုပါတယ်လက်နက်ကြီးမျိုး၃လက်လောက်တောင်းထောင်ထားနေတယ်လို့သိရပါတယ်သူတို့တက်ရင်နဲ့လမ်းပြင်မဲ့သဘောရှိတယ်ဘာဖြစ်လို့လဲဆိုတော့အခုတက်လာတဲ့ကားတွေမှာကတ္တရာစီပေပါတင်ဆောင်လာတယ်တက်ရင်လမ်းပြင်ရင်အဲ့လိုအစီအစဉ်ရှိတယ်လို့ယူဆရတယ်လို့ဒီ KNL တရင်ရင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာ ဒီအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာကင်ယူတပ်မှနယ်မြေအတွင်းမှာလက်လွတ်ဆုံချုံခဲ့တဲ့နယ်မြေတွေနဲ့တပ်စခန်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကောင်စီကကြိုးစားလျက်ရှိတဲ့အပြင်ဒီကတိုင်တိနဲ့ဖာပွန်ဗျူဟာကိုလည်းစစ်ကူတွေပို့ဆောင်ဖို့ BGA အကူအညီနဲ့ကတိုင်တိစခန်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားတရာကျော်လောက်ရောက်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်ဒီစစ်ကောင်စီတပ်တွေ BGN နဲ့ DGB ပူးပေါင်းတပ်တွေအပီချမဲ့ဘူလက်ကြိုင်ကကတန်တိကနေပြန် စုတ်တုံးကမနစ်ကဒီဇင်ဘာ30 31တဲ့နေ့မှာလာမမှတ်ပြီးတော့ဘူးတက်မှတက်ကနေအုံတော်ကနေတစင်မြန်ကြီးငူကိုပြန်သွားပြီးတော့မကြခင်မှာပဲနုထဘက်တက်ပြန်ထိုင်တယ်လို့ကဲနယ်လေတက်မှ9နဲ့နီးစပ်သူတူကပြောပြပါရခင်ဗျာ now အေအေနဲ့ပတ်သက်တဲ့သတင်းတပုတ်ကိုဆက်ချင်ပါတယ်ခင်ဗျာဒီအဲ့ဒါကတော့ဒီအရကတက်တော်အေအေကိုလည်းရွက်ောက်ပွဲနှောက်ရှက်ဟန်တာမှုဥပဒေနဲ့စစ်ကောမရှင်ကအမှုဖွင့်ထားတယ်လို့သိရပါတယ်ခင်ဗျာ ဒီ AA နဲ့ PDF တက်ဖွဲ့ဝင်တွေကိုဩဂုတ်လ29ရက်နေ့ AOD တိုင်းလေးမျက်နှာမြို့နယ်ရင်းဆက်ကြီးရွာဘုံကြီးကျောင်းမှာမဲပေးဆက်တိပညာပေးခြင်းနဲ့လက်တွေ့ဆန်းသပ်ပေးခြင်းတွေလှုပ်ဆောင်နေတဲ့ချိန်မှာ drone နဲ့ဘုံကျဲတာအတွက်စက်တင်ဘာ၄ရက်နေ့မှာလေးမျက်နှာမြို့နယ်အင်တာဗျူးနယ်မြေရဲစခန်းမှာအမှုဖွင့်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျာ အဲ့ဒီလိုအေးအေးကိုအမှုဖွင့်တယ်လို့စစ်ကော်မရှိကထုတ်ပြန်ပေမဲ့လည်းတခြားအဖွဲ့အစည်းတွေလိုပဲလူနာမည်နဲ့တရားစွဲခံရသူအရေးအတွက်ကိုဖော်ပြထားတာတော့မရှိပါဘူးဒီစစ်ကောင်မရှင်ဆွဆွဲထားသလိုအယောက်တွေတိုင်း၄မျက်နှာမျိုးနဲ့ရင်းဆက်ကြည့်ရဖုန်ကြီးကြောင့်တက်ခိုက်တာဟာအရက်ကတက်တော် AA နဲ့တသုံးတရားပတ်သက်တာမရှိဘူးလို့ AA ပြောခွင့်ရသူဥခိုင်သူခါကပြောဆိုပါတယ်ခင်ဗျာ ဒီစစ်ကော်မရှင်ဟာအပြစ်မဲ့ကလေးငယ်တွေចောင်းသားလူငယ်တွေကိုဘုံကျဲတပ်ဖြတ်ထားလို့နိုင်ငံတကာမှာ၎င်းတို့ရဲ့နိုင်ငံရေးပုံရိပ်ဟာအများကြီးအကြီးတန်းရုပ်ဆိုးပြီးတော့မြောင်းနဲ့ရောက်နေတယ်လို့တခြားဖွဲ့စည်းတွေကလည်းသူ့တို့လိုမြောင်းနဲ့ရောက်ဖို့ရောက်လို့လို့အခုလိုမျိုးလှုပ်ကြံဆွဆွဲဝါရဖြတ်နေခြင်းသာဖြစ်တယ်လို့လည်းဥခိုင်ဒုက္ခကပြောဆိုပါတယ်ခင်ဗျာအရကတက်တော်ဟာအများပြည်သူထိခိုက်စေမဲ့အကြမ်းဖက်လို့ရမျိုးကိုလုံးဝအာမပေးဘူးလို့လည်းသူကပြောပါတယ် ဒီ KNU ဥက္ကရာဖရိုစောကွယ်ထူဝင်အပါဝင်အဖွဲ့ဝင်73ဦး AA တပ်ဖွဲ့ချင်းပြည်ချင်းလက်အစိုးရဖွဲ့ဝင်16ဦးနဲ့ခေတ္တမီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ဒီစစ်ကောင်မချင်းကစက်တင်ဘာ24ရက်နေ့မှာထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်ဒီစစ်ကောင်မရှင်ဟာရခိုင်ပြည်မှာရှိတဲ့သူတို့ထိန်းချုပ်ထားတဲ့စစ်တွေကြောက်ဖြူနဲ့မအောင်မျိုးတို့မှာဒီဒီဇင်ဘာလမှာကျင်းပမဲ့ရုပ်ောက်ပွဲအတွက်ပြင်ဆင်တာတွေလုပ်နေပြီးတော့ တခြားတစ်ဖက်မှာလည်းအရကတက်တော်ကရခိုင်ပြည်တွင်းမှာစစ်ကော်မရှင်ရဲ့ယူကော့ပွဲကိုကျင်းပမှာမဟုတ်ဘူးလို့ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာနောက်ဘကူတိုင်းတဲကုန်းမြို့နယ်အတွင်းကစစ်ကောင်စီစစ်ကြောင်းကိုတွလိုင်းတပ်တွေကတိုက်ခိုက်တဲ့တဲ့ရင်ကိုဆက်တင်ပြပါမယ်စတင်ပါလာ24ရက်နေ့မနေ့9နာရီခွဲလောက်ကဒီပဲခူးတိုင်းတဲကုန်းမြို့နယ်တစ်နီတော်အုပ်စု ပတ်မင်ကုံကြီးရွာအောင်စီတာကွက်တစ်တို့ကိုမိရှုပြီးပြန်ထွက်လာတဲ့ဆိုင်ကယ်၁၄စီးပါစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်တာမှာစစ်သားနှုတ်တေဆုံးပြီးတော့နှစ်ဦးတန်ရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွဲမှာကျန်းဖက်စစ်ကောင်စီတပ်ကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ပေမဲ့လည်းတွန်လိုင်းတပ်ဖွဲ့တွေကထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ဒီတလိုက်တပ်ဖွဲ့တွေရဲ့မိုင်းဆွဲတိုက်ခိုက်တာတွေကြောင့်မို့တည်ဆုံသွားတဲ့စစ်သားလောင်းတွေနဲ့ဒဏ်ရာရှိသူတွေကို တဲကုံမြို့ဘက်ကိုဒီကားနဲ့လာရောက်တဲ့ဆောင်သွားပြီးတော့ရှီတောင်မြို့ဂရင်တရားဆေးငူပို့ဆောင်လိုက်တဲ့အကြောင်းသိရပါတယ်ခင်ဗျာဒီအဲ့ဒီတိုက်ခိုက်မှုကို view ဟာ27ကိုကဲမှုအောက်မှာရှိတဲ့363တက်ရင်တက်ခွဲ9ကရဲဘော်တွေကမိုင်းထွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကတော့အထိကိမရှိသုခွာနိုင်ခဲ့တယ်လို့ဆိုပါတယ် ဒီပြည်သူ့ကာကွယ်တပ်မတော်အနေနဲ့စစ်ရေးအချိန်မြင့်လာပြီးဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းစစ်ဆေးဂိတ်တွေကိုရှောင်ကွင်းသွားလာကြဖို့တော်လိုင်းတပ်ဖွဲ့တွေကမြစ်တာရက်ခံအတီးပေးထားကြပါရခင်ဗျာနောက်တဲ့ရင်တပုတ်ကတော့ရှမ်းမြောက်ကကြောက်မဲတိုက်ပွဲမှာစစ်ကောင်မချင်းတပ်ကရှေ့ကို တိုးလာတယ်လို့သိရပါဗျာ ဒီရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ဘက်ကနေပြီးတော့ကြောင်မဲမြို့နယ်တဲကိုထိုးသိမ်းဆင်လာတဲ့စစ်တပ်စစ်ကြောင်းဟာကြောင်မဲမြို့နယ်6မိုင်အကွာစခန်းတာရွာကိုစက်တင်ဘာ26နေ့ညနေပိုင်းမှာရောက်လာပြီးလို့ဒေသခံနဲ့စစ်ရေးရှင်တွေသိရှိသူတွေက ပြောကြပါဗျ။ညကတော့စခန်းတာကိုစစ်တပ်ကထိန်းလိုက်ပြီးတပ်ဘွဲကဒီမနက်ထိခဏငြိမ်းနေတယ်ဒီနေရာကိုရောက်ရင်ကြောင်မဲမြို့ပေါ်ရောက်တော့မယ်ဆိုတော့မြို့ပေါ်မှာလူသိမ့်မရှိတော့ဘူးလို့ဒေသခံတွေက BBC တနစ်ထဏကိုပြောဆိုထားပါဗျ။ ကျောင်းမဲမြို့နယ်ထဲမှာနိုင်ခန့်ရွာနဲ့စကန်းသာရွာကြားကိုစစ်တပ်ကတပ်ရင်းကိုရင်းဝင်းကျင်လောက်ရှိတဲ့တိုက်ခိုက်ရေးအစုအဖွဲ့တွေရောက်နေတယ်လို့တည်ထားတယ်လို့စီတန်ဘူကြီးဇင်ယောင်ကပြောပါတယ်ခင်ဗျာဒီမင်းကျောင်းမဲမြို့ဘက်ကိုဆက်ပြီးရှေ့ပြတ်ဆက်လွတ်နေတဲ့အနေထားတွေ့ရတယ်စစ်တပ်ရဲ့စီရေးလိုအပ်ချက်ကကျောင်းမဲပြည်တီဘောကိုဆက်သွားဖို့ရှိတယ်လို့မြင်ရတယ်လို့ဒီစီတန်ဘူကြီးဇင်ယောင်ကပြောပြထားတာဖြစ်ပါတယ် မနေ့ကမနေ့ပိုင်းမှာတော့စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ကြောင်မဲမြို့နယ်တဲကပပုတ်ရွာကိုဒရုန်းပုံကျဲတာကြောင့်မြို့သားတို့တေဆုံးတယ်လို့တရနယ်လီကသတင်းထုတ်ပြန်ပါတယ်။ဒီကြောင်မဲနဲ့တီဖို့ဟာလာမယ့်ဒီဇင်ဘာ28ရက်ရွေးကောက်ပွဲပထမပိုင်းကျင်းပမဲ့မြို့နယ်ထဲမှာမပါပေမဲ့စစ်ကောင်မချင်းရွေးကောက်ပွဲမကျင်းပဘူးလို့ကြေညာထားတဲ့56မြို့နယ်ထဲမှာမပါတာကြောင့်နောက်ထပ်လာမယ့်ပိုင်းတွေမှာပါလာနိုင်မလားဆိုတာကိုတော့နိုင်ငံရေးအကြက်ခတ်တွေကလေ့လာသုံးသပ်နေကြပါတယ်ခင်ဗျာ။ စတေမာလာ29နှစ်နေကင်းမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ